ပရိသတ်များအားလုံးပဲမင်္ဂလာပါ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူရေဝင်းထွန်းရေးသားထားတဲ့စာလီတော်မောင်မတ်နေ့ကံကြမ္မာဇူးစရိဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေဟာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒီဇာလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ကေတာဆွေတော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။မော်ဒင်များကလည်းညုံမိုင်းမိုင်းရှိနေချင်းခြေထန်းရှိအိမ်လေးရဲ့ရှေ့မှာတော့ရှောင်းကြားသားတို့ကိုတွေ့ရတယ်။ဖိုးတွေရေမွေးပြီဟေးမွေးပြီအိမ်ထဲကလက်တံတော်သေးလေးအတန်ထပ်ပေါ်လာတော့လေဂျာမိုင်းတဲ့ကယောက်ျားသားတွေကလည်းအကုန်မတ်တက်ရလိုက်ကြတယ်။ဖိုးတွေဆိုသူရဲ့မျက်နှာမှာလည်းအပြုံးများနေပြင်းနေသွားတာဗျာ။ ငါတို့ရွာရဲ့သူရဲကောင်းကြီးကလေးပေဖြစ်ပြီးတယ်ကွာယောက်ျားကြီးတွေကလည်းအော်ရီခုံမပြီးဖိုးထွေးနဲ့ထက်တူပြောင်းနေကြတယ်ကလေးပေသူရဲကောင်းကြီးဖိုးထွေးကွာဖိုးထွေးကလည်းအိမ်ဘောကိုတက်လာခဲ့တယ်သူရဲ့ကလေးကိုလည်းတအားတွေးချင်နေပြီလေဖိုးထွေးကလေးရယောက်ျားလေးတော့ချစ်စရာလည်းကောင်းလိုက်ကြဟဲ့လက်သက်သေးလေးကလည်းအားရဝမ်းသာစွာနဲ့ပြောတာပေါ့ဖိုးထွေးကလည်းလက်သက်သေးလေးကိုကျေးဇူးတင်စွာကြည့်လိုက်ပြီးတော့ ကျုံနောက်ဆုံးတော့ကလေးဖေးဖြစ်ပြီပေါ့ဗျာကျုပ်ရဲ့သားလေးကိုတွေ့ကျင်လာပြီကျုပ်ရဲ့သားလေးဘယ်မှာလဲဗျာရှိတယ်ရှိတယ်ငါချီခဲ့မယ်ဒီမှာခဏဆောင်လက်တဲ့သေးလေးကလည်းလိုက်ကကိုပင်လိုက်ပြီးအနည်းလေးနဲ့ပတ်ထားတဲ့ကလေးကိုလည်းချီလာတာပေါ့ဘုရင်ဒီမှာနေရဲ့သားလေးတအားချက်ဖို့ကောင်းတာပဲဟဲဟဲကျုပ်သားပဲဗျာကျုပ်နဲ့တူတော့ချက်ဖို့ကောင်းတာပေါ့ဘုရင်လည်းသားလေးရဲ့မျက်နှာလေးကိုကြည့်ပြုံးနေတာပေါ့ ဒါလေးရဲ့မျက်နှာကလည်းလာမင်းကြီးလိုဝင်းပါနေသည်လားဒါမှမဟုတ်ကျယ်စင်တန်းလေးတွေလိုတောက်ပနေတယ်လားဖိုးရင်းရဲ့စိတ်ထဲမှာထင်မှတ်နေတာပေါ့ဖိုးရင်းကလည်းအိမ်ပတင်ပေါက်နားကိုတိုးကပ်သွားပြီးတော့အိမ်ပြင်ကိုခေါင်းပြူရင်းနေအလုံးမဲနားထောင်ကြပါကျုပ်ဖိုးထွေးအတွက်ချင်းရတဲ့ကျုပ်မိမမက်ခင်လာကဒါလေးတယောက်လက်ဆောင်ပေးလို့ကျုပ်အယံပြောင်းနေပါတယ်ဒီညကျုပ်သားလေးမွေးတဲ့အထိမ်းမက်နေနေမိဘုံပဲလှုံလိုက်ရအောင် ဟာဒါမှငါတို့ရောင်းရဲ့သူရဲ့ကောင်းကြီးဖိုးထွင်းကြီးကသူရဲ့ကောင်းကြီးပြောတယ်လို့ကျုပ်တို့လည်းပြောတယ်ပြုတ်ဟုတ်တယ်ဗျသူရဲ့ကောင်းကြီးမှာသားလေးတယောက်ရှိလာပြီဆိုတော့သူရဲ့ကောင်းကြီးလိုပဲတစ်ချိန်မှာကောင်းတဲ့ຢာတွေတင်လာပေးမဲ့သူဖြစ်လာမှာပေါ့နော်ငါတို့တွေအားလုံးရဲ့သူရဲ့ကောင်းကြီးရဲ့သားလေးအတွက်ဆုတောင်းပေးကြရအောင်ချန်နယ်ကလူတွေကလည်းစူတောင်းသူတောင်းကောက်ခုံသူခုံနဲ့အတန်တွေကစူညံနေခဲ့တယ်။ဒါနဲ့အကြီးသေးလေးခင်းလာကောအဆင်ပြေရဲ့လား။ ပြည်တယ်ပြည်တယ်ပြင်မဲသွားလို့အလားယူနေရလေအခုတော့မသွားနိုင်ဘူးအနာကိုခဏကြာတော့မှသွားကြလားလက်သက်သေးလေးကလည်းလိုက်ကာကိုဆဲဖွင့်ပြီးတော့အခန်းလေးကိုပြန်ဝင်သွားတယ်။မြေလေးကိုရောက်လာခဲ့ပြီလေရွာပြင်တောဆန်နာမှာတော့ယောက်ျားသားအများစုကိုလည်းတွေ့ရတယ်။အိသူရီရဲ့ရှေ့ဆုံးမှာတော့ဖိုးထွေးကကတောင်းချိုက်ထားရင်ရှိနေတယ်။အလုံးမေဒီညမိဘဝင်တွေအတွက်ကျုပ်ကိုရိုင်းအမဲလိုက်မယ်တခြားသူတွေမလိုက်ခင်နဲ့အကဘိုးတွေတတိနေတော့သွားဗျာ။ အကူဖိုးတွေဆွမ်းဆောက်သိပေမဲ့တတိထားစီချင်တာပါလူထင်းရကောင်းလေးကလည်းတတိပေးပြောဆိုလိုက်တယ်ဗျာအေးပါကွာငါ့အားလုံးစိတ်ပူကြနဲ့ငါဘာမှဖြစ်ပေနဲ့ပြန်လာခဲ့မယ်ကိုရီးကပြောပြီးတော့တော်ရိတ်ကိုဝင်သွားပြီးပျောက်ခွင်သွားတာပေါ့ကြံခဲ့တဲ့သူတွေကလည်းရောပြန်လာခဲ့ကြတယ်ညနေ၄နာရီတော့ကြောင်လာခဲ့ပြီဖိုးထင်းကလည်းအခုချိန်ထိအပေါ်လာသေးဘူးလေအရေးသေးလေကိုဖိုးထင်းပြန်မလာသေးဘူးလားရှင် ညမီးဘုံဘွဲအတွက်အမဲလိုက်သွားမယ်ဆိုပြီးထွက်သွားတာကြာပြီတော့ဖိုတေမိမမခင်လာကလည်းယောက်ျားဖြစ်သူဖိုတေပြန်မလာသေးတာကြောင့်စွင့်တကြီးနဲ့လက်တဲ့တော်သေးလေးကိုမေးနေခြင်းဖြစ်ပါရင်ပြန်လာပါပါလခင်ရဲ့အမဲလိုက်သွားတာပဲခဏလေးတော့ဘယ်ပြန်ရောက်ပါမလဲဘာမှစိတ်မပူပါနဲ့ဖိုးထွေးလိုလူစမ်းကောင်းတယောက်ကိုတာရင်တရိစံတကောင်ကဘာမှမလုပ်နိုင်ပါဘူးဒေါ်သေးလေးကလည်းခင်လာကိုမစွန့်ရင်ဖို့ပြောပြီးတော့အိမ်ပြင်ကိုထွက်ကြည့်နေတာပေါ့ ကိုဘိုးတွေပြန်လာပြီဟဲ့ရွာရင်းကကောင်းလေးတယောက်အော်တန်တဲ့သူဖိုးတွေကတော့တောအုပ်တီတကောင်ကိုတယောက်ထက်ထန်ပြီးခြံဝိုင်းထဲကိုဝင်းလာခဲ့တယ်ဖိုးတွေလောက်ကလည်းရွာသားတွေကပ်ပါလာတယ်တောအုပ်အဆန်နာမှာကြားချီရတကူတွေ့လို့ကြောက်ပတ်ရှာရင်းနေကြာနေတာဖိုးတွေကလည်းတောဘက်တီကိုပြေးချလိုက်ပြီးတော့လည်းပြောလိုက်ပါတယ်ရှေဘာမှတော့ဖြစ်ပါဘူးနော်ရှင်သွားတာကြာနေပြီမလို့ကျမစိတ်ပူနေရတာ မိမရေငါလူလူတယောက်ကိုတီတောက်ထင်ရတားကောင်းနေရပါများလုံးနိုင်ပါလေကွာငါဘာမှဖြစ်မဟုတ်ဒါနဲ့သားလေးရောရှိပါရဲ့တော့အထဲမှာရှိပါရဲ့ဒါဆိုလေအားလုံးမေးနာတော်ကြပါတော်ဘက်ကိုချက်ပြုတ်ထားကြညောက်တော်မေညောက်ရင်မယုံမယ်လုံးကြမေကျုပ်ကတော့သားလေးနားမှာနေလိုက်ဦးမယ်ဗျာဘုရင်ပြောလိုက်တော့အားလုံးကလေခေါင်းညိယောက်ျားသားတွေကလေတော်ဘက်ကိုနောက်ဖေးကိုယူသွားပြီးအသားတွေဖြတ်နေကြတယ် မိန်းကလေးတွေမိန်းမကြီးတွေကတော့မိဘုံအတွက်ထမင်းနေချက်နေကြတာပေါ့ဘုရင်ရလေသားလေးနားမှာရှိနေရလေဘုရင်ရဲ့ဘေးမှာကတော့ဦးမြတောင်းကတော့ကလေးကိုပြုံးများနေတော့ပြီးကြည်နေခဲ့တယ်။ဒါနဲ့ကျုပ်သားလေးကိုဘယ်လိုနာမည်ပေးရင်ကောင်းမလဲဗျာ။ဦးမြတောင်းကလည်းကလေးကိုသိချကြည့်ပြီးတော့တောင်းကြသားဆိုတော့သူရလို့ပေးရင်မကောင်းဘူးလား။ကောင်းတယ်ဗျာ။ကောင်းတယ်။သူရငါသားကြီးသူရကွာ။ တနေ့နေ့တစ်ချိန်ချိန်မှာကျုပ်လူမျိုးရွာအတွက်အထူးအားကိုးရတဲ့သူဖြစ်လာမှာပေါ့ဗျာဒါပေါ့ကွာမင်းတို့သူရဲကောင်းကမွေးတော့သူရဲကောင်းပဲပေါ့ကွာကလေးရဲ့ကိုရင်လက္ခဏာကိုကြည့်ရတာအင်မတန်ထူးခဲတဲ့သူပဲကွာဒါနဲ့ကလေးရဲ့ရင်ဟောမှာအမှတ်ညီကြီးတခုတော့ပါတယ်ကွာဥမြသောပြောလိုက်တော့လေဖိုးထွေးကအခုမှလူလောကရဲ့ရောက်လာတဲ့သူသားလေးကိုတစ်ချက်ကြည့်လိုက်ပြီးဥမြသောဘက်ကိုပြန်လည်လိုက်တယ်ဥမြသောဒီလိုအမှတ်ညီတွေပါလာရင်ဘာဖြစ်တယ်လဲဗျာ အတိတ်နမိတ်မကောင်းလို့လားဘိုးတင်မိလိုက်တော့လေဦးမြတောင်ကခေါင်းခါရင်နေမဟုတ်ပါဘူးကွာအမှန်ကြီးပါတယ်ဆိုတော့လေတာမန်ဖြေဦးဖြစ်စဉ်လေးတစ်ခုတတာပါပဲတီထက်ဘာမှမထူကြဘူးအရင်စိတ်ပုံနေနဲ့ဦးမြတောင်ကလေပြောပြီးရတယ်အိမ်ရောက်ကိုဆင်းသွားခဲ့တယ်။ဟုတ်ကဲ့လားတားလေးကိုဂရုစိုက်နော်အခုအောက်ကိုဆင်းပြီးတော့ဝိုင်းကူလာအောင်မေဟုတ်ကူလှုပ်ရှားရှိရာလှုပ်ကြပါကျမကလေးနဲ့တူရှိနေပါတယ် ဖိုတွေကလည်းသားလေးရဲ့နဖူးလေးကိုနမ်းပြီးအိမ်ရောက်ကိုဆင်းလာရင်းကိုကြီးဖိုတွေရေဒီညအတွက်အရက်တွေရလာပြီဗျာအသက်20ကျော်ပြည့်ကောင်လေးတွေကအရက်ဦးတွေကိုချမ်းလာကြပြီးတော့ခြံထဲဝင်လာတယ်ခြံထဲမှာတော့အားလုံးကချက်ချပြုတ်ကြနေအလုရှုပ်နေကြတာပေါ့အရက်တွေရမများလို့မူလားကွာဖိုတွေလည်းလူငယ်တွေယူလာတဲ့ရက်တွေကိုကြည့်ပြီးပြောလိုက်တာပေါ့လူငယ်တွေကလည်းတွားတွေဖြီးပြီးတော့ပိုလေနောက်နေ့အတွက်ပေါ့ဗျာ မင်းတို့ကောင်တွေတကယ်လဲဟုတ်ကြတယ်နော်နောက်နေ့အတွက်ပါကြိုတင်စီစဉ်ထားကြတယ်အခုဖိုးတွေရေမိဘုံမွဲစလို့ရပြီဗျအားလုံးအဆင်သင့်ဖြစ်နေပြီဖိုးတွေနဲ့လူငယ်တွေစကားပြောနေကြတဲ့တောဝက်သားချက်နေကြတဲ့အဖွဲတွေကလူတယောက်ကလည်းအော်ပြောလိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲပျော်ပျော်ရွှင်ရွှင်လူလူလက်လက်နေကြပါအခုချိန်ရောက်စပြီမိဘုံမွဲစတင်ပါပြီအရမ်းများတောက်ချင်သူဒီနေ့ရမှလာတောက်နိုင်တယ်လို့တောဝက်သားနဲ့လည်းထမင်းအဝကျိတ်လို့ရပါပြီနော် ဘိုးရင်းကလည်းအားလုံးကြားနေရအောင်ပြောလိုက်တော့လေအားလုံးကလက်ခုပ်လက်ဝါးတီးပြီးတော့ကောက်ကုန်နေကြတယ်။သမင်းစားတဲ့သူကစားအရက်လာတော့တဲ့သူကတော့မိဘဘေးမှာလက်ချင်းချိန်ပြီးတော့လေကောက်နေကြတဲ့သူတွေကိုတွင်းရယ်။ဘိုးရင်းကလည်းအားလုံးကိုပြုံးပြပြီးအိမ်ပေါ်ကိုတက်သွားခဲ့တယ်။မိမကလေးကိုနမဲပေးထားတာမင်းရဲ့ကရဲ့ဥမြတောင်းရဲ့ပဲရှိသေးရဆိုတော့အားလုံးသိအောင်ငါတို့သားလေးကိုပွဲထုတ်နမဲပေးရမယ်ကွာ။ကောင်းတာပေါ့ကိုရင်ကျမကတော့ပင်ပန်းနေလို့အောက်ကမလိုက်တော့ဘူးနော်။ ရပါတယ်မိမရဲ့မိမနားနေနေနေအားလုံးကလည်းအကိုရိုးရဲ့သားလေးတွေပျော်နေကြတာအခုတော့သားလေးကိုပွဲထုတ်လိုက်အောင်မေပိုရင်းရလည်းဇနီးဖြစ်သူခင်လာကိုနားနေရန်ပြောပြီးတော့သားလေးကိုချီပြီးအိမ်ရောက်ကိုဆင်းလာရင်းကဲကဲကဲအားလုံးပဲတောက်တာစားတာကတာတွေခဏထားပြီးတော့ကျုပ်ရဲ့သားလေးတွေကောင်းကြီးပေးကြပါအောင်ပိုရင်းပြောလိုက်တော့လေစူညာနေရဲ့လူကြီးကလည်းမိကိုချင်းနဲ့ငိမ့်တယ်လို့တိတ်ဆိတ်သွားပြီးတော့ ကောင်းကြီးပေးတဲ့စစ်တောင်းစကားတန်တွေကလည်းအတီးတီးထွက်ပေါ်လာကောင်းမိမတွေကလည်းကလေးကိုအနီးကပ်လာကြည့်ပြီးတော့ရွာတက်ဖခင်ကပေးလိုက်တဲ့လက်ဆောင်ဆိုပြီးလည်းပြောင်းနေကြတယ်။ဒါနဲ့အကိုဖိုးလေးကလေးကိုနမပေးပြီးပြီလားဗျာ။အရာဦးရီချမ်းလာတဲ့ကောင်းလေးစကားကြောင့်လည်းဖိုးထွေးကခေါင်းကြီးရင်နဲ့ပေးပြီးပြီကွာငါသားလေးနမရသူရတယ်ကွာ။ဗျာသူရဟုတ်လားကောင်းနေဗျာဒါနဲ့အားလုံးသိအောင်ပြောပြအောင်လေဗျာ။ ဖိုးရီရလေသားငယ်ကိုချိုင်းကပင်းမြောက်လိုက်ပြီးတော့အားလုံးပဲဒါတော့ကျုံရဲ့သားလေးနမေကတော့သူရရတဲ့အခုချိန်ရစပြီးကျုံသားလေးနမေကို သူရလို့ပေးလိုက်ပြီလူကြီးကလည်းလက်အုပ်တီကိုမြောက်ပြီးတော့ဖိုးထွေးရဲ့သားသူရအတွက်လည်းကောင်းကြီးတွေနောက်တစ်ပံထပ်ပေးနေကြတယ်အားလုံးပဲပြေပြေပပနေလို့ရပါပြီလူကြီးကလည်းတစ်ခါပြန်ပြီးဆွညံသွားခဲ့တယ်တချင်းတွေကိုအော်ဆိုပြီးတော့လည်းမေးဖို့မေးမှကောင်းနေတဲ့သူတွေနဲ့တူ ဖိုးတီးတယောက်ကလည်းကလီခဲ့တယ်။ကျင်းလောစာပေါ်လာတဲ့တနက်တန်တချမ်းနဲ့တူမြားတန်ကြီးကလည်းလေဟုတ်ကြီးချံကိုပြေးဝင်လာတယ်။ရုတ်တရက်အချိန်ကြီးကလည်းပြောင်းလဲသွားခဲ့တယ်။ဖိုးရီကလည်းမြားတန်ကြီးလာရဘက်ကိုကြည့်လိုက်တော့လေအမေရဝစ်စုံလေးဝစ်ထားတဲ့လူအယောက်20ကျော်လောက်ကိုလည်းလိုက်အောင်နဲ့မင်းလိုက်ရတယ်။ဖိုးရီကလည်းသားငယ်ကိုရင်မပွေးလိုက်ပြီးတော့လေတပင်ကြီးတပင်နောက်ကိုပြေးကွယ်လိုက်တယ်။ရွာသားတွေကိုပြေးဖို့အော်ဟစ်တတိပြေးလိုက်တယ်။ဘာရီဖြစ်ကုန်တာလဲ။အားလုံးပဲပေါင်းကြ။ဓမြလေးဝင်းလာပြီ။ မိဘဝေးမှာကောင်းနေတဲ့သူတွေဖိုးထွေးကလွဲပြီးအားလုံးကလည်းမြားတံတွေနဲ့မှောက်လျက်သေးဆုံးနေရကိုစိတ်မကောင်းဝင်မြင်တွေ့လဲရတယ်။ကလေးတွေရဲ့အော်ဟစ်တံပေးလွှားနေတဲ့အခြေတံတွေကလည်းစူညံစွာထွက်ပေါ်နေခဲ့တယ်။ဦးလေးမြတော်ကလည်းသူ့ဘုံခွင်ရတစ်ပင်နောက်မှာလည်းသူနဲ့တူဘုံခွင်လည်းရှိနေခဲ့ပါရဲ့။ရောင်ဖိုးထွေးမင်းထွက်လာပြီးငါနဲ့တယောက်ချင်းလာတိုက်ပါ။မောင်ရင်မင်းရွာသားတွေကိုငါကုန်တက်ပြင်မယ်။ခေါင်းဆောင်ပြင်းရတူတဲ့ဓမြဘူရဲ့အတန်ကခက်ကြဲကြဲထွက်ပေါ်လာခဲ့တယ်။ အေးငါတစ်ဆယ်တိရေမယ်နော်မိမထွက်လာရင်တော့ငါစကားတိုင်းငါလုပ်ရမှာပဲဘူရင်းကလည်းတားလေးမျက်နှာကိုကြည့်ပြီးတော့မျက်ရည်များလေးကျလာတယ်မထွက်လာသေးဘူးလားကွာမင်းတို့ရွာသားတွေကိုငါတို့ဖမ်းထားတယ်နော်ငါတက်လိုက်ရတော့မလားစားရပြီမင်းထွက်လာရင်လားမဟုတ်ရင်တော့မင်းတို့ရွာသားတွေတေးပြီပဲဓမြဘူရင်းတန်ကားလေးကျန်တဲ့စွာထွက်ပေါ်နေဘူရင်းကလည်းတားလေးရဲ့နှဖူးကိုလမ်းလျှောက်ပြီးတော့မြတ်သား ကျုပ်သားလေးကိုခေါ်ပြီးဒီရက်နဲ့ဝေးရအောင်တော့ပါဗျာကျုပ်သားဒီလောကမှာဆက်ရှိနေသေးမယ်ဆိုရင်ကျုပ်သားလေးနဲ့ပြန်ဆုံးပါပါဦးမြတောင်တော့တော့ဗျာကျုပ်တို့မှာအချိန်မရှိတော့ဘူးဖိုးရီကလည်းသူရောက်ကိုဦးမြတောင်လက်ထဲထည့်လိုက်တယ်ဦးမြတောင်ကလည်းမျက်ရည်များစည်းကြအန်ကိုကျိတ်ဖိုးထွေးပကုန်းကိုလက်နဲ့ပုတ်လိုက်ပြီးတော့သူရောက်ကိုချီပြီးခြေဦးတင်ဟာပြေးထွက်လာတယ်ခေါရှစ်အမေမထွက်လာသေးဘူးလားကွာငါလာပြီမိုးချိုး မင်းယောက်ျားစုံကားနဲ့တယောက်ချင်းရှင်ရဲမှာပေါ့ဘိုးထွေးလေးဦးမြတောင်တော်ဝေးသားတော့မှပုံကွယ်ရတစ်ပင်နောက်ကနေထွက်လာတယ်။အော်ငါတော့ဘယ်မှာကြောက်ပြီးပုံနေလဲမတင်မင်းကတော့ဒီမှာပုံနေတာပဲမင်းအဖို့စကားတွေပြောမလို့နေမိုးကျူမင်းငါရွာသားတွေရောမထီနဲ့မင်းနဲ့ငါတယောက်ချင်းရှင်မယ်ရပါလေကွာရှင်ကြတာပေါ့ဘိုးထွေးကအင်းကြီးကိုချွတ်လိုက်ပြီးတိုက်ခိုက်ဖို့ဟန်တင်နေတယ် ဓမြဘွေမိုးကျိုးကလည်းအင်းကြီးကိုချွတ်လိုက်ပြီးဟန်ပြင်းလိုက်တယ်။ဘေးမှလည်းရွာသားတွေကိုလည်းမထိုင်ခိုင်းထားပြီးမြားတွေကိုကင်ခါရက်နေတဲ့ဓမြအဖွဲတွေကိုလည်းတွင့်ရတယ်။ရုတ်တရက်မိုးကျိုးကတော့ဖိုးထွေးစီကိုပြေးဝင်သွားပြီးတော့ဖြောင်းလက်သီးတစ်လုံးဖိုးထွေးမျက်နှာကိုပြစ်သွင်းလိုက်တယ်။ရန်သူမိုးကျိုးရဲ့လှုပ်ရှားကိုတွက်ဆထားတဲ့ဖိုးထွေးကလည်းမျက်နှာထံဝင်လာတဲ့လက်သီးကိုငုံရှောင်းမိုးကျိုးရဲ့ဝမ်းပိုက်ကိုလည်းလက်သီးတစ်လုံးကျွေးလိုက်တယ်။မိုးကျိုးကဘိုက်ကိုကန်ပြီးတော့နောက်ကိုဆုတ်သွားတယ်။ မင်းရတော့ရင်လို့တံပါပြီးရွာအတွက်ပေးဆက်နေတော့မှာပဲလားငါဒီအတွက်သွေးသွေးကိုခုညပြန်ယူမယ်ဖိုးသွေးရဘိုးကျော်ကပြောရင်းနဲ့ဒုတိယချိန်ပြေးဝင်လာတယ်လက်သီးနဲ့ထိုးဝင်ပြုတ်လိုက်ပြီးတော့မထိုးပဲဖိုးသွေးရဲ့ခြေကိုဖြတ်ကန်းနေဘိုးရီကလည်းမထင်မထားတဲ့တိုက်စစ်မှုရှောင်လို့မရဘဲပေါင်ကိုထိသွားပြီးဘေးကိုလဲကျသွားခဲ့တယ်ထားစမ်းမအောင်ကွာတူရဲကောင်းကြီးထားစမ်းမအောင် မိုးကြိုးကလဲကျနေတဲ့ဖိုးတေးကိုပတ်ပြီးရှောင်းနေရင်ပြောနေခဲ့တယ်။အောင်မေဒင်းကလာလူချင်းသေးရဲ့ကဲကွာရုတ်တရက်ရွာသားတစ်ယောက်ကဓမြတစ်ယောက်ရဲ့မြားကိုလှုပ်ဖို့လှုပ်တော့မလုပ်မိပဲဓမြရဲ့ခြေတော်ဘက်ကိုလက်ကကျမခုံကြီးဖြစ်သွားတာပေါ့ဓမြလည်းလေကျိုးကိုအသင့်ဆွဲထားရမှာတော့အရိကသားရဲ့ကြောပြင်းကိုပြစ်လွတ်လိုက်တယ်။အရန်ဒီကနေရကြောင်းများနေကရွာသားရဲ့ကြောကိုဖောက်ထက်သွားတယ်။ကျန်တဲ့ရွာသားတွေကကြောက်လန့်၍ငိုယိုနေကြသည်ကိုကြည်ခွဲစွာတွေ့လည်ရပါရဲ့။ကောင်းလေကွာကောင်းလေ ဒီလိုကောင်းတွေကဒီလိုအဆုံးသက်ပြီးမှတန်ကာကြတာကဲသူရဲ့ကောင်းကြီးမင်းရွာသားတွေတော်တော်တည်ပြီးပြီနော်မင်းဘာမှမတတ်နိုင်တော့ဘူးမလားမိုးကြောင့်ကလည်းကြောင်းနေရဲ့ဖိုးတွေနောက်ကပီပြောလိုက်တော့ဖိုးတွေကခေါင်းကိုတစ်ချက်ပေါ်ပြီးလက်သီးတစ်လုံးကိုလည်းမိုးကြောင့်မျက်နှာချံပစ်သွင်းလိုက်တယ်မိုးကြောင့်နောက်ကိုရန်သွားချင်းဂျုံပြန်ခုံလိုက်ပြီးညာချင်းနဲ့မိုးကြောင့်ရဲ့ခေါင်းကိုကန်ထက်လိုက်တယ်မိုးကြောင့်ကဟန်ချံများပြက်သွားပြီးတော့နောက်ကိုလည်းကြာသွားခဲ့တယ် ဖိုးထင်းကလဲကြနေတဲ့မိုးကြိုးပေါ်ကာယာခွာထိုင်ပြီးတောမန်းနေတော်စီချင်းထိုးနိုင်တဲ့အားနဲ့မိုးကြိုးရဲ့နှလုံးရှိအောင်ထိုးချလိုက်ပါတယ်။မိုးကြိုးရဲ့ရေပတ်ကြီးကအချိန်ဝင်သွားပြီးတော့ပါဇက်ကသွေးတွေတလဟောထွက်လာပြီးတချက်များသာအော်လိုက်နိုင်ပြီးတိတ်ဆုံးသွားခဲ့တယ်။လေကိုခွင်းလာတဲ့အများတန်၄၅ခုကလည်းဖိုးထင်းရဲ့ရှင်ယုံနေဝမ်းပိုက်တီကို ထိုးဖောက်ဝင်ရောက်သွားတယ်။အကုံတို့ကျန်လာစွာအောင်ဟစ်တန်တဲ့သူအိမ်ပေါ်ဝါကတကားကိုအာယူပြီးရက်နေတဲ့ခင်လာကိုတွေးလိုက်ရတယ်။ ဖိုးထွေးလေးမျက်လုံးလေးမှုံကြီးလာခဲ့ပြီခင်လာရဲ့မျက်ရည်တွေပြင်းထန်နေတဲ့မျက်နှာကိုဝိုးတဝါးသာမြင်ရတော့တယ်ရုံရင်းဆံကဖြစ်တဲ့နေညာပြတဲ့အတန်းနေထိုးနေတဲ့နေအော်ဟစ်တန်နေကဖိုးထွေးရဲ့နောက်ဆုံးအသည့်အာယုံမှာပေါ်လာတယ်ဖိုးထွေးရဲ့စိတ်ထဲမှာတော့ခင်လာထက်ဦးမြတောင်းနဲ့သူ့သားလေးသူရဘယ်ကို ရောက်လောက်ပါမလဲတွေးမိနေတယ်မြေသမယအရာအလုံးအမောင်တိဖုံးပြီးတော့လောကကြီးနဲ့ဌာဝရအဆက်အသွယ်ပြတ်သွားခဲ့ပါတယ် ။ဦးမြတောင်းနဲ့မွေးကားစားခလင်းငယ်သူများကတော့တောင်းနေထဲမှာမိမပါပဲစန္ဒဝါဝါနဲ့ချိန်ဦးတင့်ရကိုသွားနေခဲ့ကြတယ်။ဒါတော့တူ í သူများမင်းရဲ့ဘဝအစပဲ။ဦးမြတောင်းတယောက်ကတော့အသက်16နှစ်ရွယ်ရှိနေပြီဖြစ်တဲ့သူရရဲ့တိတ်ကိုပြန်လည်ပြောပြနေခြင်းဖြစ်ပါတယ်။အခုချိန်မတိုင်ခင်အထိအရိကိန်းဆောင်ရင်ပြောပဲနေလာခဲ့ရအခုမှသာပြောခြင်းဖြစ်တယ်။ သူရကတော့သူရဲ့ဘွားဆားကိုကြားတော့အမျိုးမီမခွဲခြားနိုင်တဲ့ခံစားချက်ကြီးကလည်းစုံးနေဝင်ရောက်လာတယ်။ဒါဆိုကျုပ်ဖေကကျုပ်မွေးတဲ့နေ့မှာပဲစုံးသွားတာပေါ့နော်။ဟုတ်လားဦးတော်။ဟုတ်တယ်သူရ။မင်းဖေကငါတို့ယူအတွက်ကောင်းတဲ့အရာတွေကိုအများကြီးယူလာပေးခဲ့တယ်။မင်းဖေကငါတို့ယူအသူတွေကသူရဲကောင်းလို့တော့ခေါ်ခဲ့တဲ့ထီပဲ။မင်းဖေသူရဲကောင်းကြီးကတော့ကြံခဲ့တဲ့ဒိုးရလေးအတွက်အသက်ပေးခဲ့လိုက်ရတယ်ကွာ။ ုံပြတော်ကမျက်ရည်ရိစီကြနေတယ်။ဖိုးလေးကိုလွမ်းဆိုးတတိရနေခြင်းဖြစ်ပါရဲ့။ဒါဆိုတုပ်အမေရောရှိသေးလား။သူရရဲ့နောက်အမေကိုကြားလိုက်တော့ဦးမြတော်ကကြားနေတဲ့မျက်ရည်တွေတုံပြီးတော့မရှိတော့ဘူးသူရ။ဖိုးတွေးတည်ပြီးတော့ရွာသားတွေနဲ့ဓမြတွေတိုက်ခိုက်ခဲ့ကြတယ်။လက်နက်နဲ့ဓမြတွေနဲ့လက်နက်မရှိတဲ့ရွာသားတွေနဲ့ဆိုတော့ဓမြ၅ယောက်လောက်ပဲတည်ခဲ့တယ်။ရွာသားတွေအားလုံးလည်းတည်ပြီးတော့ခင်လောက်လည်းတပ်ပြေခဲ့ကြတယ်ပြောတယ်။ ဒါလည်းအရင်ညကပုတ်ကြီးထဲမှာပုံနေတဲ့ကောင်လေးတစ်ယောက်နဲ့ငါနဲ့လွန်ခဲ့တဲ့တနေ့ကျော်ဟာဆုံတော့ပြော့ပြားလို့သိရတာအခုတော့ငါတို့ရွာလေးပြက်ပြီးတော်ရိုင်းပင်နေနေတော်ကြီးတောင်ဖြစ်နေခဲ့ရပြီသူရကလည်းမွေးကတဲ့ကအမြင်ဘူးသေးတဲ့မိမတွေတေဆုံးမုံကို ကြားရတော့မိအမများစီကြလာတယ်ကျုပ်လက်စားကြည့်နေဦးတော်ကျုပ်မိမတွေကိုတတ်သွားတဲ့အဲ့ဓမြတွေကိုကျုပ်လက်စားပြန်ချင်နေခြေရပါပါကွာ အရင်ဆုံးတော့မင်းတိုင်းပညာသင်မရမယ်သူရောဒါပေမဲ့ကတိတစ်ခုတော့ပေးမရမယ်ဘာကတိလဲပြောပါဦးတော့မင်းတက်သွားတဲ့တိုင်းပညာနဲ့သူတပားကိုအနိုင်မကျင့်ပါဘူးဆိုရယ်ကတိပေးရမယ်ကျုပ်ကတိပေးပါလေဦးတော့ကျုပ်တိုင်းပညာတက်ခင်းရင်ဒီသမယောက်တွေကိုလက်စားချီဖို့ပဲသုံးပါပါကျုပ်ကတော့တိုင်းနေပေးပါဦးမြသားကတော့ဝေးမှမြင်နေရတဲ့တောင်ကုန်းတစ်ခုကိုကြည့်ပြီးတပြင်းတစ်ချက်ချလိုက်တယ်။တင်ပေးပါပါကွာ အခုချိန်ရစားပြီးမင်းနဲ့မဲ့သူရမဟုတ်တော့မင်းနဲ့မဲ့မောင်မဲဖြစ်သွားပြီသူရဆိုတာမင်းမကောင်းတဲ့ကံကြမ္မာနဲ့ရှိတုံးကနမဲအခုမင်းရနမဲတဲ့လူတဲ့စိတ်တဲ့ ਨੇ ရှေ့ဆက်ရတော့မင်းဒီတော့မင်းအစစရပြောင်းလဲဖို့လိုပြီကျုံနမဲကမောင်မဲဟုတ်လားဘလို့ဖြစ်လို့ဒီနမဲပြောင်းလိုက်တာလဲဗျာမင်းရဲ့ယုံမမွေးကတဲ့ရပါလာတဲ့စာနေအမှတ်ကြီးတစ်ခုပါရှိတယ်ကွာအဲ့ဒါကြောင့်မင်းနမဲကိုမောင်မဲလို့ပြောင်းပြီးတော့ နောက်တစ်မျိုးဆိုရင် စာနီတော့မောင်မတ်ပေါ့ကွာသူရကမောင်မတ်ဆိုရဲသူ့နာမည်ကိုရင်ယွနေပြီးတော့တခုခုကိုတွေးကြောင်းဟန်နေအန်ကိုကြိတ်နေခဲ့တယ်။ကဲကဲကဲတိုင်းတင်နာကနောက်မှတင်ပေးမယ်။အခုတော့အိမ်မှာရေမရှိတော့ဘူး။ရေခွာခက်ကြရအောင်။ဦးမြသားကသူရကိုကြည့်ပြီးတော့သူရရဲ့အတွေးအာရုံကိုလွှဲလိုက်တာပေါ့။သူရကဦးမြသားနဲ့တူရေပုံးတွေဆွဲပြီးရေခက်ထွက်လာခဲ့တယ်။မောင်မတ်ဖြစ်သွားပြီဖြစ်တဲ့သူရရဲ့ နောက်အနာဂတ်ကိုတော့ဦးမြတောင်တင်ရောက်အမျိုးမျိုးတွေးဆနေရင်ကရင်းရေးစီကိုထွက်လာခဲ့ပါတော့တယ်ပြည်သက်များခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇလံလီကတော့စာရေးသူရဲမင်းထွန်းရေးသားထားတဲ့စာနီတော်မောင်မန်းနေကဲတမဆူဆိုတဲ့ဇလံလီပဲဖြစ်ပါတယ်နောက်ဆက်ပေးခဲ့ကြတဲ့ပြည်သက်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျဒီဇလံလီကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခမညာ